ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအဲကျွန်တော်တို့ရဲ့168နာရီဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာအောင်လင်ဦးဆိုတဲ့ဒါအာမီဒီယာကုမ္ပဏီတခုကဝန်ထမ်းတယောက်ဖြစ်ကျွန်တော်ပါဝင်တယောက်ဆောင်ထားပါတယ်။တို့ရုံးပါလေ။အငယ်တကောင်မှမရှိဘူး။အဲ့ဒီဝန်ထမ်းတွေအားလုံးကအမဲ့သမီးတွေရင်းရမ်းနေ။တို့အားလုံးဝန်ထမ်းဖြစ်နေကြလေ။အချစ်ပဲ ဟုတ်ကဲ့ကျွန်တော်တို့ဒီ168နာရီဆိုတဲ့အတိုင်းပဲပေါ့နော်168နာရီကိုကျွန်တော်တို့တွက်ကြည့်လိုက်မယ်ဆိုရင်စုစုပေါင်း9ရက်ဒီ9ရက်အတွင်းမှာကျွန်တော်တို့ဖြစ်ပျက်တဲ့အဖြစ်အပျက်လေးပေါ့နော်လူတယောက်အာတည်သွားတဲ့အခါမှာဒီ168နာရီအတွင်းမှာဘာတွေဖြစ်ပျက်လဲသူမတည်ခင်ကဘသူ့ကိုအညိုတေးရှိခဲ့လဲပြီးရင်သူမတည်ခင်မှာသူမတည်ခင်မှာသူမတိလိုက်ရတဲ့အကြောင်းအရာတွေရှိတယ်အဲ့ဒါမှသူတည်ပြီးဒီ9ရက်အတွင်း168နာရီအတွင်းမှာဘလို့ပြန်ဖြေရှင်းမလဲဘလို့ဝင်ပူးမလဲ ပြီးရင်ဘယ်လိုမျိုးအဲကြောက်ဖို့ကောင်းမလဲဘယ်လိုမျိုးပျော်စရာကောင်းမလဲဆိုတာကိုဒါကျွန်တော်တို့ရဲ့168နာရီဇာကားမှာတွေ့ရမှာပါဒီ168နာရီရုပ်ရှင်ဇာကားကြီးကိုကျွန်တော်တို့အခုလာမဲ့ဒီ match လာ အတွင်းမှာပဲဒါမြန်မာတနိုင်ငံလုံးကိုဒါယုံရင်ပြသမှာဖြစ်တဲ့အတွက်ဒါလာရောက်ကြည့်ရှုအားပေးဖို့အတွက်ကျွန်တော်ကနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ